ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုမင်းအောင်ပါဟုတ်ပြီသူကအမေအတွက်မေးတာပါအဲသားလိမ်ပါလေးပဲအမေက62နှစ်ပါတဲ့ဟုတ်ပြီမန္တလေးကပါတဲ့အိမ်မှာအိမ်မှုကိစ္စပဲလုပ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ငလင်လှုပ်ပြီးကြတဲ့ကတဲ့အမေအားတဲ့ညာဘက်လက်မောင်းပါတဲ့အဖူလုံးနဲ့အရေကြီးအစီလေးတွေပေါက်နေပါတယ်တဲ့ အဲ့ဒါအဲ့ဒါရေယုံပြမယ်လေရေယုံလို့ပြောပါတယ်တဲ့ဟုတ်ပါတယ်ရေယုံပါပဲဟုတ်ကဲ့အဲ့ဒါမန္တလေးရလာတဲ့မိဘတော်တော်များများမှာအငလင်းလှုပ်ပြီးတဲ့အခါမှာလေဟုတ်ကဲ့ဆရာကြီးအပူဓာတ်လွန်လာတယ် ਨੇ တူရယ်ဟုတ်ကဲ့ဆရာကြီးဆရာယူဆတာလေဟုတ်ကဲ့အပူဓာတ်လွန်လာတော့အဲ့ရေယုံလို့ပေါက်တယ်နောက်ပြီးတော့ဟိုဘယ်လိုလဲရှားနာတယ်လားအေးအပူလောင်တယ်လို့ပေါ့ဟုတ်ကဲ့ဆရာကြီးရေနွေးမှုလောင်တယ်လို့အဲ့လို့ အပူလွန်တဲ့လက္ခဏာတွေပေါက်ကြတယ်။သူတို့ဆီအချို့ဆိုသဘင်ကျွတ်တာတိတာကျွတ်တယ်တဲ့။ဟုတ်ကဲ့ဆရာ။နော်။ချို့ဆိုမျက်စိမှုံသွားလို့တဲ့။ဟုတ်ကဲ့ဆရာ။ပြောကြတယ်မိခွန်းနေနော်။ဟုတ်ကဲ့ပါဆရာ။တချို့ဆိုနားကဘလို့ကြောင်လည်းမသိဘူး။တစ်ဖက်ကကောင်းကောင်းတော့မကြားတော့ဘူး။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီအားလုံးကိုခြုံကြည့်ရင်ခံစားရတဲ့အားလုံးခြုံကြည့်ရင်အပူလွန်သွားတာအေးအေးလွန်သွားတာလားအပူလွန်သွားတာပါဆရာအပူလွန်သွားတာပါဟုတ်ကဲ့ပါဆရာအပူလွန်သွားရင်ဘာနဲ့ရှော့အောင်လဲအေးအေးနဲ့ရှော့အောင်ပါအဲ့ဒါအဖြေကတော့ တိတ်ယိုးရှင်းတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့တော့မင်းကရင်တွေးချိုးမလားရင်အေးချိုးမလားရင်အေးပဲချိုးမယ်ဆရာမှုရနဲ့အေးမလားတင်ပြပြနဲ့အေးတင်ပြပြနဲ့အေးရမှာပါဆရာဟုတ်ပြီအဲ့လိုပြင်လိုက်ရင်နော်ရုပ်ဆရာဘာလို့လို့ရလဲပြင်လို့ရပါလဲဆရာပြင်တိုင်းလှတယ်ရုပ်ဆရာဟုတ်ကဲ့ဆရာပြင်တိုင်းကြက်မှာပါတယ်ဟုတ်ကဲ့ပါဆရာနော်စပင်းလေးရှိဘာလေးပြင်မလဲစပင်းလေးပြင်ပြင်မယ်ဟုတ်ကဲ့ဆရာတွားလေးရှိရင်တွားလေးတွားလေးကိုတိုက်လှုပ်ချင်းပြင် ျက်စိလေးရှိရင်မျက်စိကိုပြင်းเนาะအဲ့လိုပြင်ပေးနေရပါလေရုပ်စွာမပြင်ဘေးအရာမျိုးရုံမှန်မှမပြင်ဘာဖြစ်သွားလဲပြက်သွားမှာပါအိုနာစားသွားတာပဲဟုတ်ပါဟုတ်ကဲ့ဆရာသွားတာပဲကြောက်ပြင်မှာဟုတ်ကဲ့ဆရာပြင်တာအတွက်အပြင်းမကြီးကြပါနဲ့ဟုတ်ကဲ့ပါဆရာရေဥမာအခုအခုဆရာအသက်80ကျော်ပြီเนาะဟုတ်80ကျော်ညာတာမဟုတ်ပါဘူး80ပြည့်တော့เนาะဟုတ်ကဲ့ဆရာပရိသတ်ရဲ့ထက်တွေ့ရတယ်လေသမီးရဲ့အော်ဟုတ်ကဲ့ အမေဘက်ကကြွ့မှာမဟုတ်ဘူးမိဘကြီးမှာတည်းအသက်ကရှိနေပြီသားဟုတ်ကဲ့ဆရာကျောင်းစီးပညာရပြောရင်အဲ့လိုတဲ့ပြောရတယ်ဟုတ်ကဲ့ဆရာကြီးနော်တချို့ကတငယ်ချင်းတွေ့တိုင်းဆရာအကူကစကားတွေပူပြောတယ်ခွာတယ်မင်းကပူပြောတယ်ခွာလို့တကားလိုးတောင်လိုးတယ်ထင်တယ်လို့ဟုတ်ကဲ့ဆရာကြီးအဲ့လိုပြောရတယ်သလားဟုတ်ကဲ့အဲ့တော့ခုနစကားဘယ်ဘယ်မှပြတ်ပါလဲဆရာကြီး तू ကလေညာဘက်လက်မောင်းတစ်စစ်စစ်ကြိုက်ပါတယ်တဲ့အဲအဲ့ဒါလေးကို ြစ်တဲ့နေရာလေးကိုလေဟုတ်ကဲ့ဆရာကြီးနေရာလေးကိုကွက်ချန်တာဟုတ်ပြီးပပတ်လေးလေးကိုတဏ္ဍာရှိတဏ္ဍာတဏ္ဍာမရှိကရမက်ဘာမှမရှိဘူးဆိုရင်ရည်လေးကိုအဲ့ဒါလေးကိုပတ်ပတ်ပြီးလိမ့်ပြီးဟုတ်ကဲ့ဆရာနော်ဖြစ်လာလို့ရှိရင်လက်လေးငါးချောင်းရှိတယ်မလားဟုတ်ကဲ့ဆရာကြီးဘန်းဘန်းနဲ့မရိုက်နဲ့နော်ဟုတ်လက်လေးငါးချောင်းနဲ့အတိုင်းလိုက်ထောက်ထားပါသည်မြင်ဟုတ်ကဲ့ဆရာအဲ့လိုလေအခုဆရာပြတာမြင်မြင်နော်ဟုတ်ကဲ့ဆရာအဲ့လိုထောက်ပေးလိုက်နားလိုက်ဟုတ်ကဲ့ဆရာ ထောက်ပေးလိုက်အချက်20အစိလောက်ထောက်လိုက်နားလိုက်အဲ့လိုရင်ဘာမှအကိုကြမများဘဲနဲ့ယူပြည့်တယ်လို့သက်သာတော့မှာပါလို့အကြံပြုခြင်းပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာအားလုံးစာဝနာကင်းပါရရှင်းကြပါစီဗျာ